ပွင့်မြူမြို့နယ်မဲဆလီဆဲအေရီးယားအနီးအနားမှာနေထိုင်ကြတဲ့သူတွေဟာဆယ်ရေကျိုးပေါက်မှာစိုးရိမ်နေကြပြီးရေလွတ်ရာတောင်ငုံတွေကိုပြောင်းရွှေ့နေကြပါတယ်။ဥစော်ဖေကသတင်းပေးပို့ထားပါတယ်ရှင်။နှစ်ပေါင်းတရာကျော်တည်တန်းရှိပြီဖြစ်တဲ့မဲဆလီဆဲမှာရေအစမတန်များပြားလာနေတဲ့အတွက်ဆယ်ကျိုးကြမှာဒေသခံတွေစိုးရိမ်နေကြတာပါ။မဲဆလီဆဲအထက်စစ်တုတရာမြို့နယ်ကမုံတမန်နဲ့ကြီးုံကြီးဝတမန်တွေကလည်းစိုးရိမ်ရေအမှတ်ကိုရောက်နေတာကြောင့်ဒေသခံတွေထိတ်လန့်နေကြတာပါ။ အကုန်လုံးတော့ရွာမြင့်တဲ့နေရာကိုရွှေ့နေကြတာပေါ့ကျွန်တော်ယောက်ျားသားတွေတူးနူးလောက်ပဲကြမ်းနေကြတာပေါ့မာဒီနေရာမှာနေရတာတော့အခက်ခဲတော့ရှိတာပေါ့ကွာဖြစ်နိုင်မယ်ဆိုရင်တော့ဥပမာကျွန်တော်တို့ဒီမဲစလီရွာပြင်ကုန်းဝဘက်ကဒီနေရာတွေမှာကျွန်တော်တို့ဝိုင်းအစားထိုးပေးမယ်ဆိုရင်တော့ကောင်းတာပေါ့အဲ့ဆိုရင်တော့အေးအေးချမ်းချမ်းနေလို့ဖြစ်တာပေါ့အခုကတော့ဝိုးရင်းကလာရောက်လာပြီဆိုရင်အတမန်ရေလွတ်ပြီးပြီဆိုရင်ကျွန်တော်တို့အေးကောင်းချင်းမရဘူးကွာစားကောင်းချင်းမစားဘူးပေါ့အဲ့လိုခက်ခဲလေးတော့ရှိတာပေါ့ မိုးရွှေကာလရောက်တိုင်းရင်းနှီးမြုပ်တံခန်းစားနေရသလိုအခုနှစ်မှာရေကြီးရေရှမ်းမှုတွေပိုများတာကြောင့်တကြီးရွယ်ဦးတွေနဲ့ကလေးတွေကိုတောင်ကုန်းရေလွတ်ရနေရာကိုပြောင်းရွှေ့ပေးထားရတာပါအဲကျွန်တော်ကြောက်တော့ခဏနှစ်အတွင်းမှာအခုလိုပဲမိုးရွှေကာလဆိုလို့စေတော်တော်အချိန်နေစုနဲ့တင်ပြရပါတယ်ဒီမှာကျွန်တော်နေရာဆိုလို့စေအင်ဂျီ30လောက်ရှိပါတယ်ကျွန်တော်ဒါမှမဟုတ်ကျုံပြရတော့ဒါဆို3ချိန်မြောက်ပါတယ်ပထမတစ်ချိန်ဆိုကျွန်တော်အင်ဂျီအကုန်လုံးညှောသွားပါတယ်အခုဒုတိယအချိန်တက်ကြချိန်ဆိုကလေးတွေရွာပေါ်ပို့ထားတာပေါ့ဒိတ်ဆန်တွေကျွန်တော်ယောက်ျားသားတစ်ယောက်နှစ်ယောက်လောက်ပဲဒီမှာနေရပါတယ် ကျွန်တော်ကလည်းလည်းစားပါဆိုတော့ဝါမဖြစ်ဘူးလေလူကြီးတွေချပစ်တဲ့နေရာနေရတာပေါ့လေးတဲ့ကောင်းတဲ့နေရာရှိနေကျွန်တော်နေကြတော့ပေါ့ဗျာအဲမဲ့လူကြီးတွေဆောင်ဝဲပေးမှာပဲကျွန်တော်နေလို့ရမှာပေါ့အခုတော့ကျွန်တော်ဒီလိုပဲဒုက္ခခဲကြပါအနေချမှာပဲနေတာမဖြစ်ဘူးဒီလိုပဲလည်းလည်းစားပါဆိုဒီလိုပဲနေရပါတယ်မကွေးတိုင်းအတွင်းကဆယ်ရီမှာရေဆိုးရေအမှတ်ရောက်ရှိနေပေမဲ့တာဝန်ရှိသူတွေကအခုအချိန်ထိတော့တတိပေးထားတာတော့မရှိပါဘူးဒေသခံတွေကတော့ဆိုးရိမ်မှုတွေရှိနေပြီးကို့အစီအစဉ်နဲ့ကိုပြောင်းရွှေ့နေကြတာလည်းဖြစ်ပါတယ်